မင်္ဂလာပါဗျာမင်္ဂလာပါထထခါခါမင်္ဂလာပါပိုင်ရဲကိုမျက်နှာမြင်ပိုင်ရဲကိုတန်ကြလို့တနေ့ကိုပြောဆင်ကြပါစေဗျာเนาะအဲဒီနေ့ကတော့ရှိရ3လ2025ပေါ့เนาะပိုင်ညတော့ပွဲသွားဆိုတဲ့ပွဲသွားဆိုပြီးည3 4လနာရီခွဲလောက်မှာပေါ့เนาะအဲ့ဒါပိုင်အင်းအနေကဖုံးဆက်တယ်အညမကင်ဆာဖြစ်နေဆိုရင်ညမခေါင်းမအတိတ်ပေါင်းနေတဲ့အကယ်မီပြေခွက်တော့ပိုင်မသွားနိုင်ပါနဲ့တခါပြောဘူးတယ်လေเนาะပိုးတဲ့ကြောပြောရင်းနဲ့ အဲ့ဒီညီမကဒီညမနက်၄နာရီခွဲမှာစုံသွားတာပေါ့အဲ့ဒါပိုင်းကကားနဲ့ချက်ချင်းပြန်လာပြန်လာပြီးအိမ်ရောက်လာဒီတဲ့သူနာရီကိစ္စတွေလှုပ်ပြောင်းမှာပေါ့ဒီ body ရှင်းတဲ့ကိစ္စတွေဒါဝိုင်းကူလှုပ်ရမယ့်ကိစ္စတွေတော့ရှိတာပေါ့ဒါပေမဲ့အဲ့လိုရှိပေမဲ့လည်းဘိုင်းကတိုင်းမျိုးဘလောက်တိုင်းမျိုးနဲ့လူမျိုးเนาะအမျိုးဘာသာတာနာနိုင်ငံကိုဘလောက်ချစ်လဲဆိုလို့ရှိရင်ဘိုင်းဒါအဲဒီလိုဒီမှာတည်ကျင်နေတဲ့ညီကောင်မောင်တို့ကလည်းဒါပိုင်းစိတ်တိုင်းပြည်မှာဖြစ်နေတဲ့စီအကြောင်းအရာလေးတွေเนาะတမတ်တဲ့တစ်ဖက်က ရင်လေတောင်းထမနေပဲနဲ့ဒါပိုင်းတော့တင့်မြတ်အောင်เนาะပိုင်းတော့တမ်မလောဘက်ထောက်ခဏမှန်တယ်ကိုနဲ့စန့်ကျင်ဘက်အဖွဲ့အစည်းကိုလည်းဒါရိုင်းပြောင်းသွားပြောဆိုပြီးတော့မှတမ်မလောဘက်ကိုလည်းမုံတိလောက်အောင်ဒီရံပွဲတွေရှည်လောင်လဲလှုပ်ဆောင်တာမဟုတ်ဘူးပိုင်းကြီးဒီဒါမှန်တော့တစ္ဆာပြောရင်တိုင်းရင်ဝါရင်နဲ့နှလုံးသားတွေကတကယ်ချက်တာเนาะဘသူဘသူဘယ်တူတယောက်ကိုမှရံပွဲရှည်အောင်လို့ပိုင်းခုချိန်ကြီးမပြောခဲ့ဘူးเนาะဒါပိုင်းနဲ့ ဒီအမြဲတမ်းလိုလိုတလိုတွေးဆောင်ခွင့်ရတဲ့နော်ဘိုင်းအတန်ဘိုင်းမျက်နှာကိုကြားသိခွင့်ရတဲ့ကြုံသိခွင့်ရတဲ့ညီကောင်မောင်မားတွေအားလုံးသိတယ်နော်တဥဒါစီမရှိဘူးတဥနာစီမရှိဘူးအတိကကငိမ့်ချမ်းစွာနဲ့ပဲတိုင်းပြည်မှာတကယ်စစ်တိုင်းနေတဲ့လူတွေဘလောက်ပင်ပန်းနေဒီစစ်ပွဲငိမ့်ချမ်းမှုတော့ကိုကျွန်တော်တို့ကဘလောက်ပြောအောင်အဒီစစ်ပွဲမနိုင်ပါလားဆိုပြီးစစ်တပ်ကိုပြောလို့မရဘူး နော်ဒီအကျမ်းဖက်နေရိုင်းမလားဆိုပြောလို့မရအောင်အားလုံးကသူ့လို့သူ့လုံးနေကြတာဖြစ်တယ်အဲ့တော့သူ့လို့သူ့လုံးနေကြဖြစ်တဲ့အဲ့တော့အေးချမ်းဖို့အတွက်ကဘိုင်းတော့တတ်မလို့ထောက်ခံတဲ့သူဆိုရင်တစ်ဖက်သူကိုရောင်းဆွဲရမယ်ရောင်းစီးရောရမယ်အဲ့ဒါမှတိုင်းမျိုးချက်တာနှလုံးသားနဲ့ချက်တာမှန်ကန်တဲ့စိတ်စေတနာဖြစ်တယ်နော်ဘိုင်းကတော့အဲ့တိုင်းပဲအခုလက်ရှိညမရဲ့ဟိုနေမော်နော်ဒီနိုင်ကိုလုံနေရတာမှလုံဖို့ပြန်လာတာမှအခု ချက်ညတော့အိပ်ပျော်သွားတယ်ဗျာကာမနဲ့၄နိုင်ခွဲမှပြန်လာတာဆိုတော့အခုခဏလေးအိပ်ပျော်အိပ်ပျော်သွားခြင်းဒီတထင်းကိစ္စတွေလှုပ်ဝေးဖို့အတွက်ဟိုဒီမန်နေဂျာတပည့်ဒီပါညာရင်လည်းရှိတယ်သူတို့ကနေယူအခုစီစဉ်ပေးတာတော့ဒါပိုင်းနည်းနည်းလေးတော့ပြောပြရစီအောင်ဗျာအဲတောင်ခမ်းမှာဆိုလို့ရှင်တော့ဒါဝန်ထင်းကတော့ TLL လေးကတော့ဒါစေဦးချိုးသွားပြီစေဦးချိုးသွားပြီ KIA ကလည်းသူဗမော်မှလည်းစေဦးချိုးနေပြီဒီကချင်းပြည်ကချင်းဆိုလည်းဒီတနိုင်းဘက်မှာဆိုမင်းရဆိုရင်အဲလီတို့လမ်းရှာဒူကန်ရွာလား လေးတခါတော့နည်းနည်းကတ်တယ်ဒါလီလိုကန်းရှာဒူကတ်လာအဲ့ဒီရွာအနီးမှာရှိတဲ့ဟိုဘာလဲဝခါရွှေမော်ပေါ့နော်ဝခါရွှေမော်အဲ့ KIA ရဲ့စကန်ကိုတတ်မလာမနဲ့တတ်သိန်းနေတသိန်းတော့ပြီးတဲ့အချိန်မှာတသိန်းပြီဆိုတော့ကွာဒါတွေကဘာတွေတွေ့မလဲဘောလီတွေဒက်စ်ဘောလီတွေဟာလားလူသေးအောင်လည်းအများကြီးပဲရရှိတယ်အများကြီးပဲရရှိတယ်အဲ့မှာလက်နက်ခဲယမ်းတွေလည်းအများကြီးပဲရရှိတယ်ကိန်းတွေလည်းဟိုပြင်းချက်ကလန်ထွက်နေတယ်အဲ့ဒါကြီးကလည်းဘိုင်းကတဦးသားစီတဦးသားစီဖြစ်မှဆိုမပြောတော့ဘူးဗျအနည်းသက်ဆုံးတွေပဲပြောမယ်နော် ။နောက်ဘောလက်ခဲမှာဆိုလို့ချင်းလဲမနေ့ကတော့ဟိုမော်ချီဘက်မှာပေါ့နော်။အာအဲ့ကြမော်ချီမှာအဲ့မှာဗက်ထူတယ်ဗက်ထူတဲ့အချိန်ကျတော့အဲ့မှာလည်းတချို့တော်တော်သူစကန်ကိုအဲ့စကန်ကိုအဲစကန်ဟောင်းပေါ့ဗျာအဲ့ကိုမီးသွားပြီးဗက်ထူတဲ့အချိန်မှာဒါသူတို့ဒဏ်ရစစ်သည်ဒဏ်ရတဲ့သူတွေလည်းများတယ်တရေလူတွေများတယ်အဲ့ဒါကိုကားနဲ့ရင်တန်းနဲ့အတူအတူပြက်တွေတင်ပြီးတော့သွားကူမန်းမှာလည်းတောင်းတော့လိုက်ပြီးတော့လေနေနဲ့လိုက်ပြီးတော့တောက်ချောက်ရှင်းပြက်တယ် အခုကကတော့ကျွန်တော်မင်းနဲ့ပြောလို့ပဲတောင်းတော့ဟိုနေ့တချင်းလေးတောင်မှကျွန်တော်ပြောလိုက်ပါတယ်အမှတ်မိပါပါနော်အဲအဲ့လိုမျိုးပေါ့အဲ့ဒီတချင်းလေးကမှပြော တောင်းတော့ရာဟိုနေ့ကာကြောက်ကြီးကတော့တခြားလုံးမဲ့ပေးလိုက်သူပြောချင်းနေဒီတိုက်ဝဲတရင်ကားပါလို့ပြောလိုက်ချင်းဒါနားလဲဖို့လို့ပြီတရင်ကားပါဆိုနားသူလည်းသူရဲ့တီးခိုင်းနိုင်တဲ့စိတ်အစွမ်းစကုန်ခန်းသွားပြီလို့ကျွန်တော်တို့ကယူဆလို့ရအဲ့တော့တောင်းတော့လည်းအခုလက်ရှိမှာပြင်းချက်ကလည်းကြောက်စရာကောင်းတော့ပြင်းတယ်အေးရခိုင်အေးကြတော့ပုံမှန်လဲဆိုဒီရေခါတောင်မှာသူတို့စေဦးချိုးပြီး တောက်လျှောက်လဲကြောက်ဖြူပန်းမာတွေရောစစ်တွေရောဒီဘက်တောက်လျှောက်မှာတို့ဟိုဒါ dust body အများကြီးဒီနေ့ဆိုတော်တော်များများရှင်းခိုင်းတာပေါင်းမှာဆိုထိုင်ရှင်းနေရုံပဲတောင်ပေါင်းမှာထိုင်ရှင်းနေတာဒီအတိုင်းမှာတက်မလာနဲ့တက်လာတာနဲ့ကင့်ချတာပဲတောက်ချတာပဲတက်မလာနဲ့တောက်ချလိုက်မှာဆိုတကယ်တောက်ချနေတာဗျာဒီလိုတွေတောက်ချနေတာကိုတဲတော့ဒီလိုထင်တာသူကဒီလိုတွေဖြစ်သွားတာအဲ့လိုတောက်ကြတာအံ့ဩဖို့ကောင်းတယ်ဒါလည်းကျွန်တော်တို့တက်ကတော့ရှင်းပြလို့ကျတိုင်းပြည်အေးချမ်းဖို့တက်ကတော့အမြန်ဆုံးကောင်းတာเนาะကာကြုတ်ကြီးရလဲဟိုမှာ နိုင်ငံတော်ဝန်ကြီးချုပ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ဒါတမလကာဝေဦးစီးချုပ်ကြီးရဒါတမနာရဲ့အရေးချင်းရတော့ပြည့်မိတယ်ဗျာတမနာအရေးချင်းရတော့ကျွန်တော်တို့အနေနဲ့ပြောတာတော့ပြည့်မိတယ်လုံးဝပြည့်မိတယ်တိုက်ခွဲတော့အားမရဘူးကျွန်တော်ရှိတယ်တိုက်ကြိုးဆိုချာဒါမျိုးလို့တော့ကိုရှုပ်လည်းကံမယ်ကိုနိုင်လည်းဆံမယ်ပွဲတတ်မရှိဘူးတမတော်ဒီကားကြဒါမဲ့ဟိုနေတော့ကိုတဲ့လူငယ်ကတော့လူငယ်စိတ်ပြောတာပါသူတို့ကတော့ဒါ တဲ့ဟိုတမနာတာဝန်ကြီးတယ်ဘာလို့ဆိုနိုင်ငံရဲ့နောက်နှစ်ပေါင်းများစွာအတွက်အကျိုးရှိစေမယ့်ဟာလေးနိုင်ငံသူနိုင်ငံသားတွေရဲ့တိုးတက်မှုဟာလေးနိုင်ငံကြီးမှာအလင်းနေအလင်းပေါင်းရဖို့ပါရန်ဒါသူရဲ့ကျိုးစားအထောက်မှုကဒါအပြည့်ထမ်းပါတယ်ကျွန်တော်ဒါတော့တောက်တွေ့တဲ့အချိန်မှာတမနာဥသိစိတ်တူတွေ့ဘူးပါတယ်အဲ့တော့နိုင်ငံမှာအချွေးမြေကိစ္စတွေကိုကဘာပတ်ပြီးတော့ကျွန်တော်တို့ဒါမျက်နှာငယ်လေးနဲ့တာဝန်နေဖြစ်ပြီးတော့အဲဒီအချွေးမြေတွေ လျှော့ပါခဲ့ရတဲ့ကိစ္စတွေဒါမျိုးလေးတွေကျွန်တော်တိုက်ဒီနိုင်ငံတော်အုပ်ချုပ်လာတဲ့တမန်ကြောင့်နိုင်ငံရေးနဲ့ပြောမယ်ဆိုတော်တော်ရှိမှဆိုလို့နည်းနည်းချို့ရလေးစကားဖြစ်လိုက်တော့မယ်နော်ဒီတမနာဥသိသိပြီးလို့ရှင်လို့ရှင်ကျွန်တော်ဒါမြင်တွေ့ရတာဆိုလို့ရှင်ဒီအခုနိုင်ငံတော်လက်ရှိနန်းစားကဝန်ကြီးချုပ်ပေါ့နော်ဒါနိုင်ငံတော်ပေါ်မှာတကယ်မြေတားစင်တာရှိနေလှုပ်ဆောင်နေတာကိုတွေ့ရတာလေးပြောချင်တယ်ဗမာကတော့ KIA သွားပြီနော်ဒါကြေးဘွားပြတ်သွားပြီ။နောက်လှိုင်းပွဲကိုတတိထားမယ်။ဒီ point 1.48ကဘာဖြစ်လဲဆိုတော့ तू က ဟိုဘက်ကနေမြန်မာလာဖြစ်တယ် drone နဲ့မနေ့ကဖုန်းလုံး40လောက်ချတယ်ဒါတက်ကတော့ဘာမှမဖြစ်ဘူးပြီးတော့ time ပဲထွက်ပြေးသွားတယ်မြန်မာနိုင်ငံတူတက်မှုကိုမလိုလားမအိန္ဒိယနိုင်ငံတွေသာဖြစ်တယ်ဒီကျွန်တော်စီမံကိန်းတွေအောင်မြင်သွားလို့ကျေသူတို့ဘက်တွေမှာကျွန်တော်တို့လူအလုံသမားမရတော့ဗျာအလုံသမားမရတော့ဆိုသူတို့ကချင်းမြောင်မြန်မာကိုကျုံလို့တတ်မှတ်ထားတဲ့အနေအထားမျိုးရှိတယ်ထင်တယ်မြန်မာနိုင်ငံကျုံနေထွက်တယ်ဆိုပြီးတော့သူတို့ကအလုံသမားထွက်တယ်ဆိုသူတတ်မှတ်ထားတယ်ထင်တယ်အဲ့တော့မြန်မာနိုင်ငံတိုးတက်မှုကိုမလိုလားတဲ့ခါကြတော့ဒီလိုအကြမ်းဖက်တွေကို ာကွယ်ပေးတာမျိုးလည်းရှိတယ်။အဲလိုညွန်နိုင်ငံတွေနဲ့သတိတည်ထားမှရှိတယ်။အိန္ဒိယဘက်ကကြတော့ဒါတောင်းတော့ကာကွယ်ဥစည်းချုပ်ကြီးရဲ့ဟိုနဲ့စီယုံရေးဆိုင်ရေးဆိုင်ရေးကြောင်းပဲကျွန်တော်တို့သုံးသပ်လို့ရတယ်ထင်တယ်။ဒီကေဟိုနဲ့အိန္ဒိယကတော့ဒါမနေ့ကဆိုလို့ချင်းဒါ PDF တွေကိုဒါဖမ်းကြည့်တယ်။ဟိုဖမ်းသိထိသိနာလေးတွေ့ရတယ်။လက်နက်တွေထိသိနာလေးတွေ့ရတယ်။အဲဒီတော့လည်းဝမ်းသာတယ်ကြိုးစားပါတယ်။မုံမိတ်တို့မတရားတို့ဇကိုင်းတို့အဲ့ဒီဘက်ရွှေဘိုးတို့နော်အဲ့ဒီဘက်တခြားလုံးကတော့ဒါမဟို စခန်းလေးတိုက်ပွဲတွေတိုက်တော့မှထင်တယ်အကောင်အပီးဖြတ်တော့မှထင်တယ်နော်အကြိုက်ဘက်ကအပီးဖြတ်တော့မှထင်တယ်ဒါမကြငယ်ဒီရက်လေးမှာအပီးသိပ်ပြီးထင်တယ်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီတော်တော်များများကအမင်းရလဲတော်တော်နည်းနည်းအပီးတက်အပြက်ရှင်းခိုင်းတဲ့ပုံစံမျိုးတွေကြားသိနေရတယ်တွေးရှိနေရတယ်ဖြစ်တဲ့အတွက်အဓိကတော့ ဒါ PDF တွေအကြမ်းဖက်တွေ PDF တွေပဲပြောကြမှာလဲအကြမ်းဖက်တွေတော့မပြောကြမှာ PDF ညီငယ်ညီမငယ်တို့မိနိုင်သေးတဲ့အတွက်မိတလောက်အကျိုးရှိပါမိမိရဲ့အသက်ကိုအကျိုးရှိအောင်သုံးချပါလို့ပဲပြောကြမှာလဲမြောက်ဒီဘက်မှာလဲဒါဖမ်းလိုက်တဲ့ဆိုတော့ကုံကားတွေကလည်းဒါအရင်ကလည်းပါရင်မိမယ်ဆိုဆက်ကြည့်ကြလားဟောနော်ငပြောသည်ဒီထဲမှာလက်နဲ့တဲလာလာလို့ငွေစေဝါးတဲလာလာလို့ဒါတွေသူတို့လွတ်မဲ့ထင်တာတကယ်တော့မလွတ်ပါဘူးဗျာအခုဒီတရားမဝင်တဲ့လမ်းကြောင်းပစ္စည်းတွေလည်းဒါနည်းနည်းတရီထားဖို့ ဟိုတည်လာတဲ့အားလေအကုန်လုံးကတော့မြောက်ဝတီထဲမှာအခုဖန်နာပြီးသားဖြစ်တယ်ဒါစစ်ဆေးနေတဲ့အစီးရ900နိဗ္ဗာန်ခန့်ရှိတယ်ပေါ့နော် နောက်တစ်ခုထပ်ပြောပြပါဦးမယ်အဲကျွန်တော်ဟိုတနေ့ဓမ္မဥသောစားတဲ့နီလာဓမ္မဥနီလာဓမ္မဥသောစားတော့ဓမ္မကသုံးနေသုံးနေဝက်တယ်ကျွန်တော်အိုင်းနေစားပြီးနောက်တစ်နေ့ကဝင်းရသွားတာဝင်းလျှော့တာပဲဒါစုလင်သားမှာရှိတဲ့နီလာဓမ္မပေါ့နော်အဲအိုင်းမှာသွားစားဒါပေမဲ့ပြောလိုက်တဲ့အခါကျတော့ကျွန်တော်တခုတော့လဲပေးလိုက်တာတော့နောက်တပွဲတော့လဲပေးတယ်ပေါ့ဗျာအဲ့ရနင်းလေးရ ဒါမဲ့သတိထားကြပါဦးနေပြင်းနေလို့เนาะဒါလေးကိုပြောခြင်းနဲ့ညီလာတံမောက်စားလာအိုက်ဝင်းသွားတယ်ဆိုတဲ့အကြောင်းလေးနဲ့သိအောင်ပြောခြင်းလေးတဲ့เนาะအဲ့ဒါအကုန်လုံးဒါမြန်မာနိုင်ငံတွင်နိုင်ငံသားရဲ့သတိထားနိုင်ဖို့အကယ်ဒီနေ့ပိုင်ကြီးဟာပိုင်ကြီးဟာဘာလဲဆိုတော့မင်းကလည်းတိတ်မကြံတော့ဘူးဗျာမင်းကလည်းတိတ်မကြံတော့ဘူးဆိုတော့ပေးမဲ့မဲတွေကဒီပိုင်ကြီးပြောပြီးသားပါဟလာဒီပိုးတဲ့တွေဒါဟိုပါတီပါတီအစင်လောက်ကျနေဒီပိုးတဲ့တွေပေးမဲ့နောက်တခါကျအမျိုးသမီးတွေဝေဖို့တဲ့ကိုဒီလိုလက်ဆောင်လေးတွေပါထပ်ပေးရမယ်ကြံစင်လေးတွေ 那、no, 也没你,你,你的回复，也没回复，还问，等了到、啊、那里，他讲嘛，改天咯，在楼的。里边拉老乡，把一炮鱼、几毛鱼搞楼上嘞，他干啥嘛嘛，太不把面子啊，喏、no?。 ကတမ်းမဆောင်ရလဲဘာမှမရှိတော့ပါဘူးဆယ်ဆောင်းလောက်ပဲကျန်တော့တယ်လေအဲဒါပေမဲ့တခုတော့ရှိတယ်ပိုင်ကြီးကဟိုမျက်နာတော့ပြုံးနေတယ်ဗျာမျက်နာတော့ပြုံးနေပေမဲ့ရင်ထဲတော့မကောင်းဘူးပေါ့နော်အဲမနေ့ပြန်ကြလို့ဆိုလို့ချင်းတနင်္ဂနွေနေ့မှာပိုင်ကြီးအစောကြီးပိုင်းဖြစ်ကြမှာဖြစ်ပါလိမ့်မယ်နိုင်ရေးကိစ္စလေးနည်းနည်းလို့တော့တနင်္ဂနွေနေ့တော့တန်းနိုင်တော့ဖြစ်အောင်တော့လုပ်ပေးပါမယ်ဒီဟာလေးတွေတော့ပိုင်ကြီးကဟိုဘယ်လိုကောင်းလဲဆိုရဲမဲလေးတွေအတွက်လက်ဆောင်ပေးဖို့တော့ကိုဒါပိုင်ကြီးစီစဉ်ပေးတာပါတယ်အများကြီးပဲနော်ဒါပိုင်ကြီးလုပ်ပေးမယ် ဘာလို့လဲဆိုတော့ဘာလို့တောင်တောင်လေးဖြစ်တယ်ရဲမဲလေးဖြစ်တယ်ဒါကဘာလို့လဲဆိုတော့ကိုမောင်နှမတွေအမျိုးတိုင်းဝိုင်းနေညီကမမတွေပဋ္ဌာန်းဆက်လို့ပဲတတ်မှတ်ပါတယ်ဗျာနော်ဒါကတိုင်းပြည်ရင်းချမ်းဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်အဲတခုတော့ရှိတယ်ဗျာဟိုဒါအခုမဲတွေလှုပ်ပေးတယ်ဆိုတာကလည်းချင်းပြောလို့ရှင်တို့ကျွန်တော် ပျော်ရွှင်စရာလေးလည်းတစ်ခုဖြစ်မယ်မရှိတဲ့သူလည်းရစေခြင်းနဲ့မနေရဆိုလည်းတကယ်မရှိတဲ့သူတွေကိုပိုင်လှူပေးလိုက်လှူပေးလိုက်ပါတယ်ဗျာเนาะပိုင်လည်းအခုအနုပညာလေးတွေလိုင်းပြီးတော့ပွဲမှာကားဆူတာအလုံးနေတော့အဲ့ရတဲ့ငွေလေးလည်းနည်းနည်းဆုပ်ပြီးရတဲ့လောက်လေးစုစုပြီးတော့လှူပေးတာဖြစ်ပါသွားအားလုံးကြမ်းပါပါစေတကယ်လို့ဟိုကန်ဆမ်းမဲကနည်းနည်းဆယ်ကောင်လောက်ပဲရှိတော့တယ်လိုအပ်တဲ့လိုချင်တဲ့ဆိုလို့ရှိရင်ပိုင်ရဲ့မန်နေဂျာရဲ့ဖုန်းနံပါတ်3969533420ကိုဖုန်းဆက်ပြီးတော့အဲ ကန်သမ်းမဲ့လက်မလေးယူလိုက်ကြပါဦးလို့ပြောပြပါရစေ။အားလုံးကျန်းမာပါစေ။ပြီးရင်ဘိုင်းနိုင်ရေးကိစ္စတွေလိုက်လို့ရမှာမလို့အားလုံးပဲကျန်းမာပါစေနော်။ကျန်းမာပါစေ။ကျန်းမာပါစေ။ဒီကကတော့ကုန်ချားစိတ်ဒါမှမများဘူး။ကျန်းမာပါစေ။ကျန်းမာကြပါစေ။အားလုံးပဲနော်။